ဲဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file လေးကတော့နော်ကိုယ့်ဘက်အချမ်းကဖြစ်ပါလေအဲ့ဒါဘာလဲဆိုတော့အမြဲတမ်းတွေ့လာခဲ့တယ်အခုဒီဒီချိန်မှာလည်းထပ်တွေ့တယ် TNN အနေနဲ့ KIA တပ်ဖွဲ့ဝင်တွေအချင်းများတဲ့ video file နော်အဲ့တော့ TNN တွေဟာ2024 August နဲ့ September လမှာ A နဲ့ PDF ပူအောင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့မြို့ပေါင်း12မြို့ကိုတိုက်ပိုက်နိုင်ခဲ့တယ်အခု2025 August နဲ့ September မှာ တည့်တဲ့နေရာဘယ်အနေထားရောက်သွားလဲနော်မြို့နှမြို့ကို ပေးခဲ့လိုက်ရတယ်ဟုတ်တယ်မလားမြို့လေးမြို့ထဲမှာစစ်ကောင်စီကလေနဲ့အခုလက်ရှိဆိုရင်အဲနမ်ဆန်ရဲ့နမ်မတူရဲ့တီဘောရဲ့မိုးဘုတ်ပဲကုတ်ခိုင်းတယ်ဒီလေးမြို့တည့်တဲ့ထဲထဲရောက်ထားတဲ့လေးမြို့အဲ့ဒီလေးမြို့မှာစစ်ကောင်စီကနေ့တိုင်းပိုးစိုးပတ်ဆက်ဒီလေချောင်းတိုက်ခိုက်မှုကို လုပ်နေတယ်အဲ့တော့တည့်တဲ့နေရာအဖွဲ့အနေနဲ့တီးကြောင်ကိုပြစ်မှတ်ထားပြီးစော်ကန်ထိတဲ့အနေအထားဖြစ်နေတာအဲ့တော့ဒီညမှာကျွန်တော်တို့ပြောချင်တာကအခုဒီဗီဒီယိုမှာအရင်ကြည့်ပါဦး။နောက်ဒီဗီဒီယိုမှာအရင်ကြည့်ပြီးမှကျွန်တော်ပြောမယ်။

ြင်တဲ့အတိုင်းပဲဒါကတော့ဒီကိုခိုင်မြို့မှာ AAA MNDAA TNNA သုံးဘက်ပေါင်းပြီးတော့ဂိတ်ဖွင့်ထားတဲ့ဂိတ်ကို KIA စစ်သားတွေကအထက်မိတ်ရဆိုပြီးတော့ဖြတ်တန်းသွားလာဖို့လုပ်တဲ့အချိန်မှာ A နဲ့ MNDAA နှစ်ဘက်ကလည်းဘာမှမပြောဘဲငြိမ်းနေတယ်။ဒါပေမဲ့ TNNA ဂိတ်မှုဖြစ်သူကအဆိုပါဂိတ်မှဖြတ်တန်းခွင့်မပေးတဲ့အပြင်တွနယ်မြေငတ်နယ်မြေဆိုပြီးလက်ကမောင်းခတ်ပြနေတာကိုတွေ့ရပါတယ်တဲ့နော်။အဲ့တော့အားလုံးကြည့်တဲ့အတိုင်းပဲ။ အဲ့တော့ TNN နေနဲ့ဒီ KIA အဖွဲ့နဲ့ကဒီပြဿနာမျိုးတွေခဏခဏဖြစ်တာတွေ့တယ် TNN အနေနဲ့ data ကံတချို့နဲ့လည်းဒီလိုပြဿနာမျိုးတွေဖြစ်တာတွေ့တယ်အဲ့တော့တွန်းနယ်ပြင်ငတ်နယ်ပြင်ဆိုပြောနေကြတဲ့စကားကြီးအင်မတန်ရှက်ဖို့ကောင်းတယ်ပြောနေတဲ့လူတော့မတည်ဘူးရှက်စရာကြီးတာဒါဟာတော်လန်ရေးတမမဟုတ်လို့ပုံစံမျိုးကြီးဖြစ်သွားတယ်တော်လန်ရေးဆိုတဲ့တန်ဖိုးမဲ့စီသွားတယ်နယ်မြေလွတ်တဲ့လက်နက်ကင်အဆင့်ဖြစ်သွားတယ်ဒါကျွန်တော်အာမရဏန်ပွင့်လင်းပြောတာပါနော် အဲ့တော့ခမားတို့ကိုပြည်သူကတံပိုးထားတာဒီတူရဲကောင်းတွေဖြစ်တံပိုးထားတာအဲ့လိုပေါက်ပန်း50ပျော်ပြီးပေါက်ပန်း50လုတ်လုတ်ချင်းဘယ်သူမှတူရဲကောင်းဖြစ်တံပိုးထားမှာမဟုတ်ဘူးဒီနေ့တော်လိုင်းရင်ခင်မှာစစ်ကောင်စီကိုစန့်ကျင်တိုက်ပွဲဝင်နေတဲ့ရဲဘော်တိုင်းเนาะလက်နက်ကအဖွဲ့တိုင်းကိုပြည်သူတွေကဘာဖြစ်လို့သူတို့ရှေ့ကနေကာကွယ်ပေးတဲ့အဖွဲ့တွေဒါဟာငါတို့ပြည်သူ့ရဲ့ကျေးဇူးရှင်တွေငါတို့ရဲ့ကက်တင်ရှင်တွေငါတို့ရဲ့တူရဲကောင်းတွေဆိုပြီးတော့လူမျိုးဘာသာမခွဲပဲနဲ့ ပြည်သူကဘာလုပ်လဲအာပေကိုထောက်ခံဝင်ရနေကြတာနော်အေးအေးဆိုတဲ့သူလိုပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုရခိုင်ပြည်သူတွေအာပေတဲ့အဆင်မဟုတ်တော့ဘူးတနိုင်ငံလုံးပြည်သူကအာပေတယ်ဘာဖြစ်လို့လဲတနိုင်ငံလုံးပြည်သူအတွက်အေးရတိုက်ပေးနေတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရန်ကိုရင်ကပြောသလိုနော်တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ဥတီပြီးလှုပ်ဝေးနေတယ်ထို့အတူ KIA ဗိုလ်ချုပ်ကွမ်မော်ဗိုလ်ချုပ်ကွမ်မော်ဆိုတဲ့သူလိုပဲကချင်လူထုတင်အာပေထောက်ခံတဲ့အဆင်မဟုတ်တော့ဘူးတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကနော်လင်းစားပြီးတော့အာပေထောက်ခံတဲ့အဆင်ဖြစ်နေတယ် တို့တူပဲတရားဆန်နေတဲ့တို့ပဲတစ်တော့ကြနှစ်ခွန်ဒီစစ်စင်ရေးတွေမှာအားလုံးတည့်ရတိုင်း PDF တွေပါခဲ့ပါတယ်။နော်တစ်တော့ကြနှစ်ခွန်စစ်စင်ရေးက PDF တွေမှာပါပဲတိုက်ခဲ့တာမဟုတ်ဘူး။နော်အခြားဒီ AA တို့ဘာတို့မှာပါပဲတရားနေတပွဲတိုက်ခဲ့တာမဟုတ်ဘူး။အားလုံးစုပေါင်းပြီးတိုက်ခဲ့လို့အောင်ပွဲရတယ်။ဒီအပေါ်မှာပြည်သူတွေကတခဲနဲ့အားပေးထောက်ခံကြတယ်။နော်အဲ့တော့အဲ့ဒီလိုနယ်မြေတွေရလာတဲ့အချိန်မှာအခုနောက်ပိုင်းဆိုတော်တော်များများတွေ့ရတယ်။ TNN တွေရဲ့ဗီဒီယိုဖိုင်တွေပေါ့။နော်အဲ့လိုနယ်မြေလှုပ်တဲ့ဟာတွေ ဒါတွေကအထက်လူကြီးတွေအနေနဲ့ကျွန်တော်တို့မေတ္တာရက်ခံတာပါ။ဘာဖြစ်လို့ခမရတို့တန်ဖိုးရှိစေခြင်းလို့စေတနာနဲ့မေတ္တာရက်ခံနေတာပါ။ဒလုံးနေပြီလူတွေစကားမျိုးတွေအဖြစ်မျိုးတွေလုံးဝမဖြစ်သေးဘူး။အခုဒီကိစ္စမှာကြည့်နော်။ဒီကိစ္စမှာ TNN တွေလူကြီးတွေကအောက်ခြေကိုကြက်မှတ်စွာအမိတ်ပေးထားမယ်။ဘာအကြောင်းနဲ့မှယုံရင်းဆန်ခတ်နေပြီလူတွေကိစ္စမပြတ်ကောင်းဖြစ်လာတဲ့ပြဿနာကိုအထက်ကိုသတင်းပို့ပါ။အထက်ကဆုံးဖြတ်ခွင့်ရှိတဲ့လူကြီးတွေကိုယ်တိုင်ညှိနှိုင်းဆုံးဖြတ်လို့ရတယ် နော်အောက်ချိန်မှာညှိနှိုင်းညှိနှိုင်းလို့မရဘူးလားမရရင်ယုံရင်းစံကပြစ်ခွင့်လုံးဝမပေးနဲ့အထက်ကိုသတင်းပို့အထက်မှာလူကြီးချင်းညှိနှိုင်းလို့ရမယ်ဒါဆိုရင်တို့ရုပ်ဆိုးအကြီးတန်းတဲ့အရာတွေဖြစ်เสียအကြောင်းမရှိဘူးနော်အဲ့တော့ KIA ဘက်ကလည်းကိုရင်ကပြောလို့ငါတို့ကအဖွဲ့ကြီးဖြစ်တယ်ငါတို့ဖြစ်ချင်းတဲ့ချိန်ဖြတ်မယ်သွားချင်းတဲ့ချိန်သွားမယ်ဆိုတဲ့ဟာမျိုးကတော့ဟိုလှုပ်လို့ရှိရင်ပေါ့နော်ဒါလှုပ်လားမလှုပ်လားကျွန်တော်တို့လည်းမသိရဘူးအကဲလှုပ်လို့ရှိရင်တော့ဒါမလှုပ်တင်ဘူးဘာလို့လဲသတင်းတော့ပို့တင်တယ် ဘယ်ဖွဲ့ပြီးဒီနေမြန်မာဂိတ်ချထားရင်တော်နိုင်ဘက်ကဂိတ်မှန်နဲ့များရဲဘော်လေးတယောက်ပဲထိုင်နေပါစေကျွန်တော်တို့ကအကြောင်းကြားတင်တယ်ဒါမှသာသူတို့ဟာသူတို့လည်းသူတို့အဖွဲ့ဘက်မှာပြန်ပြီး report တွေတင်လို့ရမယ်အဲ့တော့နှစ်ဦးနှစ်ဖွဲ့ဟာဒီဘုံရန်လူဖြစ်တဲ့အာနာရှင်ကိုတိုက်နေကြတာလေတွေးတောင်းညီကိုဖြစ်ကမှာဒီလိုမျိုးရုပ်ဆိုးအကြီးနံတဲ့နေပြည်တော်တဲ့ပုံစံမျိုးဖြစ်တဲ့ဆိုတာကဒါလုံးဝမဖြစ်တဲ့ကိစ္စမျိုး ဘာဖြစ်လို့ဒီနောက်ပိုင်းမှာတော်တော်များများဖြစ်တာအခု DNA နေဆိုရင်ဘာဖြစ်လာလဲနည်းနည်းချိုးပြန်ပေးလိုက်ကြတယ်နော်အားလုံးဝင်တိတဲ့အတိုင်းအခုနှစ်ချီကြံတဲ့နည်းနည်းတွေကိုလည်းစစ်ကောင်စီကဘာလုပ်မလဲ post တွေဆင်ပြီးတော့ဘုံဘိုးရွာချတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကနည်းနည်းတစ်ခုကိုပေးလိုက်ကြတယ်သိမ့်မိုက်ရတယ်ဆိုတာကဒါစစ်ရဲ့တိုက်ပွဲတိုင်းရဲ့တုံ့တွေ့ရမယ်အလစ်ထားတယ်ဒါပေမဲ့ဘာကွာွားတယ်တိတာနည်းနည်းကလူထုကလူတွေသေးမရှိ နော်အချိန်မရွေးလက်ကမ်းကြိုတဲ့အဖွဲ့ကဒီနယ်မြေကိုဝင်တိုက်လိုက်တယ်ဒီပြည်သူကဒီအဖွဲ့စည်းကိုချစ်ခင်တယ်မျက်နှိုးတယ်ဒီအဖွဲ့စည်းကိုလေးစားတယ်အချိန်မရွေးရင်တကားဖွင့်ထားတယ်ဆိုလို့ရှိရင်စစ်တပ်ကစစ်ကြောင်းထိုးလို့နော်ပြန်လဲခုခံဖို့ဟာမတန်လို့ရှောင်ပေးလိုက်ကနောက်တစ်ချိန်အချိန်ကြီးဝင်တိုက်လို့ရတယ်ဘာဖြစ်လို့လဲဒေတာကံပြည်သူရှိနေလို့ရှိရင်အဲဒေတာကံပြည်သူကကိုအုပ်ချုပ်တဲ့အစဉ်မှာကိုကဘနစ်ကပြောသလိုစစ်ခွေးတွေနဲ့ပုံသဏ္ဍာန်အတူပေါ့နော် စကွေးတွေအတိုင်းပဲလက်နဲ့ရှိတဲ့လူကလက်နဲ့မရှိဘူးနိုင်တဲ့စီးနှင်းကြည့်မယ်အဲအင်အားကြီးတဲ့ခေါင်းဆောင်ကအင်အားမရှိတဲ့တပည့်တွေကိုနိုင်တဲ့စီးနှင်းကြည့်ထားမယ်ဆိုရင်ပြည်သူကယွန်ရှာမှာပဲဟုတ်တယ်လေကျွန်တော်တို့လက်ရှိဒီနေ့တော်လိုင်းဖြစ်နေတယ်ဆိုတာဘာဖြစ်လို့လဲလက်နဲ့ကင်ပြီးလူဘာဝတဲ့စောက်ကြီးကိုမကြိုက်လို့တော်လှန်နေကြတာရှင်းရှင်းလေးဘာဖြစ်လို့လဲလက်နဲ့ကင်ပြီးလူဘာဝတဲ့အကျင့်ကိုမကြိုက်လို့ဒီတော်27ຫນွေဦးတော်လိုင်းရေးဆိုတာတိုင်းပြည်လုံးပေါ်လာကြတာအဲ့တော့ကိုကိုတိုင်းကလက်နဲ့ကင်ပြီးလူဘာဝလာမယ်ဆိုရင်တို့တွေဟာခွင်းတဲ့အတူတူပဲ ဒါစစ်ခွေးတွေနဲ့အတူတူပဲစဉ်းစားကြည့်ပါအဲ့တော့ TNN နဲ့ခေါင်းဆောင်ဘိုင်းတွေအနေနဲ့ကျွန်တော်တို့တွေမြစ်တာရက်ခံချင်တာက COC ကိုကြစ်လစ်စွာတိစောက်ပါဒီကာလမှာဘုရင်ကပြောသလိုရန်သူတွေဝမ်းသာရမယ့်အလို့ဘာမှမဖြစ်အောင်အောက်ခြေတက်ဖွဲ့ဝင်တွေနားလေသဘောပေါက်အောင်မှားသားပါ KIA နဲ့နော် TNN ဆိုတာသွေးတောက်ညီကိုပဲလက်ရှိချိန်မှာဗါတယ်တော်လန်ဒီအာနာရှီကိုတိုက်နေကြတဲ့တကယ်အဖွဲ့တွေသူ့ အကျိုးစီးပွားကိုကကာကွယ်ကိုအကျိုးစီးပွားတူကကာကွယ်ရမှာသူတို့စကားများရမှာမဟုတ်ဘူးဒါကိုအားလုံးတိဖို့လိုတယ်လက်နက်ကင်ထားတဲ့လူတွေကဘာဖြစ်လဲလက်နက်ကင်ရဲ့အရာတော်တိဝိုင်းလာလောဝါကြောင့်နော်ကျွန်တော်ဒီကြောင့်နဲ့ပတ်သက်လို့လဲပို့တစ်ခုရေးဦးပါတယ်လက်နက်ကင်ချင်းရဲ့အရာတော်ဆိုတာ Facebook မှာတော်တော်ပြန်သွားတယ်ဖတ်ဘူးကြတဲ့လူတွေဖတ်ဘူးကြမှာပါအဲ့တော့ကျွန်တော်တို့တွေကအဲ့လိုလက်နက်ကင်တဲ့အရာတော်ကိုမခုံမမိကြဖို့အရေးကြီးပါတယ်အခုနောက်ပိုင်းမှာဒီဟိုစစ်တပ်ကလည်းဘာဖြစ်လို့ဆိုတော့အာလုံးတိရဲ့အတိုင်း ် MDA ကိုတရုတ်နဲ့ပေါင်းပြီးတော့ထိန်းထားတယ်။ဝါကလည်းတရုတ်နဲ့အောက်ကနေထိန်းထားတယ်။အဲ့တော့လွတ်နေတဲ့ TNN အနေနဲ့ AA AA ကျတော့ပြည်သူထောက်ခံမှုအပြည့်အဝရထားတယ်အဖွဲ့အစည်းဖြစ်တဲ့ရခိုင်ပြည်သူတွေမဟုတ်ဘူးဒတိုင်းပြည်လုံးပြည်သူထောက်ခံမှုကိုအပြည့်အဝဖမ်းဆုပ်ထားနိုင်တဲ့အတွက်တရုတ်ကဖိအားကို AA ကထိုက်လျောက်တွန်းလှန်နိုင်တယ်။နော်ဒီဘင်္ဂလားဒေ့ရှ်ကရုပ်မှမှုကိုလည်းပြန်ပြီးတော့တောက်ခံနိုင်တယ်။ဒါပေမဲ့ TNN အနေနဲ့ ် TNLD ထောက်ခံပြည်သူအား AA လောက်အာမကောင်းဘူး။ဘာဖြစ်လို့အာမကောင်းတာလဲ။နံပါတ်1ဥပမာလှုပ်ရှားတဲ့ data အဖွဲဖြစ်တယ်။နောက်တစ်ခုကအဲ့ဒါလို့လှုပ်ရက်တည်ကြောက်တယ်ပါတယ်ဗျ။ဒါကို TNLD လူကြီးပိုင်းတွေအနေနဲ့တတိပြုမိကြတာတော့မတည်ဘူး။ဒါအခုကျွန်တော်တို့ဒီ video file ကိုတင်ပြရလဲဆိုတာကမကောင်းမြင်တဲ့စိတ်နဲ့အပုတ်ချတဲ့စိတ်နဲ့ပြောနေတာမဟုတ်ပါဘူး။ဒါမျိုးတွေဖြစ်တာဒီကိုယ့်အန္တရာယ်ကိုရက်ရက်ခေါ်တာ ကိုအဝကိုကိုကျင်းအောင်လုပ်တဲ့ထုံးအိုးလိုဖြစ်နေတယ်ဆိုတာကိုဒါဟိုပညာရှိသတိဖြစ်ကဖြစ်မှာဆိုလို့ကဲတရားနေခေါင်းဆောင်ပိုင်းတွေကိုကျွန်တော်တို့သတိပေးတင်ပြရခြင်းမဖြစ်ဘူးအဲ့တော့ဒီတော်လန်ရင်းမှာကျွန်တော်တို့ဟာ TNN တွေဟိုမှမဟုတ်ဘူးဘယ်အဖွဲ့ပဲဖြစ်နေဖြစ်လက်ရှိတည်သူကိုဒုက္ခပေးပြီးတက်ဖြတ်နေတဲ့ဒီနိုင်ငံချင်းချင်းပြုတ်ချင်နေတဲ့အာနာတိန်ဒီစစ်ကောင်အစီအဖွဲ့ကိုတိုက်နေတဲ့လူပုဂ္ဂိုလ်တဦးချင်းစီတိုင်းအောင်ကျွန်တော်တို့ပြည်သူအားလုံးကတံပိုးထားလေးစားနေတဲ့အချိန်မှာအဲ့ဒီလိုအချိန်မှာကိုယ့်ဘက်ကလည်း တန်ဖိုးထားထိုက်တဲ့သူတွေလေးစားထိုက်တဲ့အဖွဲ့အစည်းဖြစ်အောင်နေဖို့လိုတယ်။ဒါနနေမျိုးကတွန့်နေမျိုးကမင်းတို့ဝင်မလားပါ။ရှက်စရာကြီးပါတဲ့အရင်ဆိုင်နေပုံစံမျိုးကြီးမရှက်ကြဘူးလား။အဲ့ဒီဖြစ်တဲ့ပုံကိုယ်တွေအနေနဲ့ကျွန်တော်မေးနေတာမရှက်ဘူးလားခင်ဗျားတို့။နော်မရှက်ဘူးလား။အဲ့တော့ဒါညီကိုချင်းချင်းလေသူအကျိုးစီးပွားကိုငါကောက်အခုဒီမှာဒီ TNN ရဲဘော်နဲ့ KNY ရဲဘော်ဆို KNY ရဲဘော်ရဲ့အကျိုးစီးပွားအတက်အန္တရာယ်ကိုဒီ TNN ရဲဘော်ကာကွယ်ပေးရမယ်။နော်ထို့နည်းတူပဲ TNN နဲ့ ရဲဘော်တွေဒီအရာရှိတွေရဲ့အသက်အန္တရာယ်လုံခြုံရေးနော်စတဲ့ဖြင့်ဂုံတိတ်ကပိုင်းရတာ KIA အရကာကွယ်ပေးရမယ်ဒါမှရဲဘော်ရဲဘက်ဆိုတော့ဒါကိုပြောတာအဲ့လိုမဟုတ်ပဲနဲ့အချင်းချင်းပြန်ချနိုင်မယ်ဆိုဟာမင်းအောင်ဆိုင်ကကြိုက်တာပေါ့ခင်ဗျားတို့အဲမင်းတို့ချသန်းအဲမင်းတို့ချပြီးတော့ခြေကုန်လက်ပတ်ကြပြီးတော့ဝင်ပြီးကြုံလိုက်အောင်ပြုံးတစ်ချက်တည်းပဲဒါလေးကိုတော့အားလုံးသိစေချင်တယ်ဒါကြောင့်မလို့ခုနောက်ပိုင်းမှာ TNN နေနဲ့ပတ်သက်တာလူပြောများလာလဲတော်တော်များတယ်အဲ TNN နေနဲ့ဒီ TNN ရဲဘော်တွေနဲ့ ဒီလိုမျိုး KNA ရဲဘော်တွေနဲ့ဖြစ်တဲ့ဗီဒီယိုဖိုင်တွေအားတစ်ခုတည်းမဟုတ်နှစ်ခုတည်းမဟုတ်ဘူးတောက်လျှောက်တက်လာတာတွေတွေ့တဲ့အတွက်ကျွန်တော်တင်ပြရင်းဖြစ်ပါတယ် TNN တွေခေါင်းဆောင်တွေနဲ့အမျှော်အမြင်ရှိမယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲခင်ဗျားတို့လည်းတနင်္လာရီတိုင်းအထိဒီဘက်မြန်မာနိုင်ငံအနှံ့အပြားအထိရောက်အောင်တော်လှန်ရေးကဏ္ဍမှာရောက်ဖူးကြတဲ့လူတွေရောက်ဖူးတာပဲဟုတ်တယ်မလားသူများအဖွဲ့အစည်းတွေပြည်သူနဲ့ဘယ်လိုဆက်ဆံနေအဲသူများအဖွဲ့အစည်းတွေမဟာမိတ်အချင်းဆက်ဆံတဲ့နေရာမှာဘယ်လိုဆက်ဆံနေစသဖြင့်ဒါတွေကိုအားလုံးတိပြီးတော့အောက်ခြေရဲဘော်တွေကိုကြက်ကြက်မမှန်အဲနားလဲအောင် တည်ရချာချာရှင်းပြနိုင်နားလည်မှာပါတို့တို့လေเนาะအဓိကအဲ့ဒါဟိုလက်နက်ကင်ထားတယ်ဆိုတော့မန်ကိုမတွင်းထားခိုင်းမဲနဲ့ပါလေငါတို့ဟာပြည်သူ့ရဲ့သူရဲကောင်းတွေပြည်သူချစ်ခင်အောင်နေရမယ်မဟာမိတ်တွေချစ်ခင်အောင်နေရမယ်ဆိုတော့စိတ်သက်ကိုကျွန်တော်မြန်မြန်ရိုက်တွင်းထားမယ်ဆိုရင်တို့ပြဿနာလေလုံးဝမဖြစ်တော့မှညော့နေလာမှာကျိန်းနေပါလေအဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းလွတ်ထားမယ်ဆိုရင် TNN အနေနဲ့တပြေးပြေးနဲ့အဝကျင်းလာတဲ့ထုံအုပ်လို့ဖြစ်ပါလိမ့်မယ်ဒါကျွန်တော်တို့ဟိုတော်လိုင်းကာလမှာတံပိုးထားလေးစားတဲ့ ဖွဲ့တယ်မို့လို့ကျွန်တော်တို့ပြောရခြင်းဖြစ်တယ်အပြစ်ပြောတာမဟုတ်ဘူးအမုန်းတရားပြောတာမဟုတ်ဘူးအပုတ်ချတာမဟုတ်ဘူးเนาะဒါစေတနာကိုနားလည်မထင်ပါဘူးအဲ့တော့အဓိကပြောချင်တာကတော့တို့ဟာမျိုးတွေကျွန်တော်နောက်ထပ်မမြင်ချင်ပါဘူးစိတ်မချမ်းသာလို့ပါเนาะမမြင်ချင်ပါဘူးဆိုတော့စိတ်မချမ်းသာလို့ပါကျွန်တော်တို့တွေမြင်ထားတာတကယ်ကိုပြည်သူချစ်ခင်လေးစားထိုက်တဲ့เนาะတော်လှန်ရေးတူရဲကောင်းတွေအဖြစ်တော်လှန်ရေးအောင်မြင်တဲ့နေ့အထိ TNA ခေါင်းဆောင်တွေတကွာရဲဘော်တွေအားလုံးလည်းမြင်ချင်တယ်ကိအေခေါင်းဆောင်တွေတကွာရဲဘော်တွေအားလုံးမြင်ချင်ပါတယ် เนาะကျွန်တော်တို့တောင်ပိုင်းတိုင်းမှာဆိုကြည့်ကရင်နေဘယ်နှဘက်ကွဲနေလဲတကယ်တော်နိုင်ရေးလုံနေတဲ့ကရင်လက်နက်ကင်ကြီးရှိသလိုလက်နက်ကင်ပြီးစီးပွားရှာစားတဲ့အောက်တန်းစားတွေရှိတယ်เนาะအဲ့ဒါတွေကသူတို့ဘယ်ချိန်ညောင်းနေတမိုင်းကမတိဘူးတမိုင်းဆိုတာဒီအလွန်ကာလမှာအဲ့ဒီတမိုင်းရဲ့ကြံနေခဲ့မှာเนาะဒီဒီကျွန်တော်တို့ဒီကာလမှာလက်နက်ကင်တွေအားလုံးပဲလုံရက်တွေအားလုံးကြံနေခဲ့မှာအဲ့ဒီမှာကိုဂျိုးစီးပွားအတွက်အောက်တန်းကြားခဲ့တဲ့လက်နက်ကင်ကြီးရဲ့တမိုင်းနောက်တစ်ချိန်ကျမှငိုပြီးဖြစ်လို့မရဘူး ။အော်တကယ်အသက်ဆုံးထိုးပန်းပြီးတော့ပြည်သူတွေရက်တည်ခဲ့တဲ့တမိုင်းကောင်းနောက်တစ်ချိန်ကျမှလိုချင်ပါတယ်လို့လုပ်လို့မရတော့ဘူး။အဲ့တော့ဒီကာလဒီတမိုင်းကမျိုးရေးထိုးနေတဲ့ကာလဖြစ်တဲ့အတွက်ကိုလူမျိုးကိုဘာသာကိုအဖွဲ့အစည်းတွေအားလုံးကိုတမိုင်းကောင်းဖို့အတွက်ဝိုင်းကြိုးစားပေးဖို့လိုအပ်ပါတယ်။နော်ဒါဟာအားလုံးနဲ့တက်ဆိုင်တဲ့ကိစ္စပါ။နော်ကျွန်တော်တို့တွေအချင်းချင်းရံဖြစ်နေလို့ရန်သူအားရရုံမရှိပါလိမ့်မယ်။ရန်သူကိုပြိုလဲအောင်အရင်တိုက်နိုင်မှာပါ။အဲ့လိုမဟုတ်ဘဲနဲ့နေနေလေး၄၅မျိုးလောက်တိမ့်နိုင်ကိုကိုအကောင်ထင်လိုက်မယ်ဆိုရင်တော့ တစ်ဖက်ကရန်သူဟာတစ်ချက်စာပဲရှိပါတယ်ဒါလေးကိုသဘောပေါက်ဖို့လိုအပ်ပါတယ်လက်နဲ့ကင်နဲ့အရာတာကိုမကြိုက်မိဖို့ကိုယ့်ကိုယ်ကိုစုံမနိုင်ကြဖို့အရေးကြီးပါတယ်